စမယ်။ဟိုးရင်စီဝဲပွဲတွေမှာကလေးကဘိုးကျုံတယောက်ကပြက်ပြက်သားသားပြောထားဖူးပြီးသား။အေးမင်းတို့ EAO တွေမှတ်ထား။တက်မတော်ဆိုတဲ့အဖွဲ့စည်းဟာသူလိုချင်တဲ့အရာကိုမရရအောင်တောင်းယူတတ်တဲ့ကောင်တွေဆိုတာမင်းတို့သေတဲ့အထိမှတ်ထားကြဆိုပြီးမျက်နာကိုလက်ညှိုးငေါငေါထိုးပြီးချိန်ွားခဲ့ဘူးလေ။ညီနိုင်တဲ့အစီဝဲပွဲတွေလောက်တိုင်း EAO တွေဘက်ကဘလို့အပြိုင်ဖျက်ရမလဲဆိုတာကိုအမြဲတမ်းပြင်ဆင်ထားတယ်။တမရောကခလုတ်တစ်ချက်နှိပ်မယ်လို့ပြောရင် ဘယ်လိုပြန်တုတ်ပြန်ရမလဲငါတို့တက်မတော့ပြက်ပြက်တာတာအမဲရပြီလို့ပြောရင်ဘယ်လိုပြန်တုတ်ပြန်ရမလဲမဆိုင်တဲ့သူတွေကိုငါတို့ကဘုံကျဲမာနော်လို့ပြောရင်ဘုံကိုချင်းဘယ်လိုတူးရမလဲဆိုတာကအစားဤအိုတွေကပြင်ဆင်ထားရတယ်တကယ်တကယ်ညနေအစီဝေးပွဲလဲလို့ရောတက်မတော့ကဘုံကျုပ်ကြီးတို့ခမညာနှကန်လေးစုခြေတောင်ဆောင်ပြီးပြန်ပေးနော်ပြန်ပေးလို့ပဲပြောမြင်ပြန်မပေးလို့ကတော့ဒီမှာတွေ့တယ်မလား ဤအိုတွေခမညာဘာလုံးလို့ဘာခံရမှမသိဖြစ်ကုန်ကြတယ်။ဘိုလ်ချုပ်မာမီတယောက်မျက်ဆောင်ထိုးပြီးပြောတောင်းလို့ MNDA ကတော့ရောင်ရမ်းပြီးလာရှိုးပြန်ပေးလိုက်ရပြီမလား။အခုလဲ TNL နဲ့တွဲဆောင်တဲ့ပွဲမှာအစည်းအဝေးစတာနဲ့တက်မတော်ကဘိုလ်ချုပ်ကြီးတယောက်က TNL စစ်ဦးစီးမှုပေါင်ပေါ်မှာတောထိုင်ပြီးဟမ်မဟုတ်ပြန်မပေးလို့ကတော့နော်တစ်ဖွဲ့လုံးအိမ်ထိလိုက်လာပါဟမ် TNL စစ်ဦးစီးမှုရဲ့ရင်ဘတ်ကိုလက်သေးဆုံးနဲ့ထုထုပြီးပြောတဲ့တယ်။ TNL ကလည်းဒီတက်ကွက်မှာဘလို့ညင်ရမှမသိဖြစ်ကုန်ကြတယ်။စစ်ဘဲတိုက်တက်တဲ့ EAO တွေဟာဆွေစုံရတက်မတော်ရဲ့မာယာကြောက်ခွင်အောက်မှာဘာဖြူဟာတုံးရမှမသိဖြစ်ကုန်ကြတယ်။ဟုတ်တယ်လေဒီလောက်အသေးအစားကောင်းတဲ့ viewer ကိုဘယ် EAO တွေကတောက်ခံနိုင်ပါမလဲ။ဒီတိုင်းဆိုမိုးကုတ်လေကျွန်တော်တို့ပြင်ရတော့မှာပါ။စစ်မှာမတရားတာမရှိဘူး။ဘယ်နည်းနဲ့ပဲတုံးတုံးနိုင်တဲ့သူတွေကပဲနောက်ဆုံးမှာ တမိုင်းကိုရေးခွင့်ရတာမလားတတွင်အမှန်တွေတင်ဆက်ပေးနေတယ် Because he's a star.